မေဆွေရဲ့နာမည်ကြီးတခြင်းတစ်ပုဒ်ကိုခွင့်မတောင်းမဲဆိုမိတာကြောင့်တောင်းပန်လိုက်ရတဲ့ဖြူဖြူထွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် MSLE Fish ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဖြူဖြူထွေရဆိုတော့တရားမဟုတ်ပေမဲ့လည်းတခြင်းဆိုရင်းနဲ့သာတလာကိုဝင်ငွေသိမ်းရချီရရှိနေတာဖြစ်ပါတယ် အလူရှင်တွေကပွဲတွေအတွက်ဆိုရင်ဒမဟိုတာအဓိကခေါ်သုံးကြတာဖြစ်ပါတယ်။အလူပွဲတွေနဲ့ရွာပွဲတွေဆိုရင်ဖြူဖြူထွေးရတာဇက်တိုက်ဆိုသလိုဖျော်ပြနေရတာပါ။အခုလိုအလူပွဲရာသီဆိုရင်တော့ဖြူဖြူထွေးရတောင်းလျှောက်ကိုဖျော်ပြရတာဖြစ်ပါတယ်။ဖျော်ပြဖို့အတွက်ကလည်းတခြင်းဆိုတာကသာအကောင်းဆုံးဖြစ်တာမို့အဆိုတော်ကြီးတွေရဲ့တခြင်းတွေကိုဆိုပြီးတော့ဖျော်ပြရတာဖြစ်ပါတယ်။ ဖြူဖြူထွေးရကိုပိုင်တခြင်းတွေကိုထုတ်ပြီးမဲ့လဲမပေါက်ပါဘူး။ဒါကြောင့်မို့နမဲကြီးအစိုးရရဲ့တခြင်းတွေကိုသာတီဆို ဖြောပြနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာလဲဖြူဖြူထွေးရပွဲတစ်ခုကဖိတ်တာကြောင့်တွားရောက်ဖြောပြခဲ့ပါတယ်။အဲ့ဒီပွဲမှာဖြူဖြူထွေးကမေဆွေရဲ့နမဲကြီးတခြင်းတစ်ပုဒ်ကိုတီဆိုထားခဲ့တာပါ။မေဆွေရဲ့နာမည်ကြီးတခြင်းတစ်ပုဒ်ဖြစ်တဲ့ဂီတာဒီဖို့ကိုကိုရဲ့တခြင်းကိုပြန်ဆိုခဲ့တာဖြစ်ပါတယ်။ ဂီတာဒီပေါ်ကိုကိုရဲ့တချင်းကအောင်မြင်ကျော်ကြားတဲ့တချင်းတစ်ပုဒ်ဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့နေရာဒေသတော်များကပြည်သက်တိုင်းသိတဲ့တချင်းတစ်ပုဒ်ဆိုရင်လည်းမမားပါဘူး ပြန်ဆိုတဲ့သူတွေလည်းများသလိုတချို့ကမြူးတာကြောင့်ဖျော်ဖြေပွဲနဲ့အကိုက်ပါပဲ။ဒါကြောင့်မို့လဲဖြူဖြူထွေးကသူဖျော်ဖြေရတဲ့ပွဲမှာဂီတာဒီဖို့ကိုကိုရဲ့တချင်းကိုတီးဆိုလိုက်တာဖြစ်ပါတယ်။အဲဒီတချင်းဆိုနေတုန်းကိုဗီဒီယိုရိုက်တဲ့သူကရှိတာမို့ဆိုရှယ်မီဒီယာပေါ်မှာဗီဒီယိုဖိုင်ကပြန့်နှံ့လာခဲ့တာပါ။တချင်းကဖြူဖြူရဲ့ထွေးရဲ့အတန်နဲ့လိုက်တာမို့ပေါက်သွားခဲ့ပါတယ်။တချင်းပေါက်သွားသလိုမူပိုင်ခွင့်ပြဿနာလည်းတက်လာခဲ့ပါတယ်။ဂီတာဒီဖို့ကိုကိုရဲ့တချင်းကအောင်မြင်ပြီးသားတချင်းဖြစ်တဲ့အတွက်မူပိုင်ခွင့် င်းမှာလည်းအရှုပ်ရှင်းရှိပါတယ်။အဲဒီတခြင်းကိုကိုကိုအောင်တောင်ကြီးရရှိသားချခဲ့တာပါ။တခြင်းကိုဖြူဖြူထွေးရတီးဆိုလိုက်တဲ့အချိန်မှာတရေးစီယာစီခွင့်တောင်းထားတာမျိုးမရှိပါဘူး။ဒါကြောင့်မို့တရေးစီယာစီခွင့်မတောင်းမဲတီးဆိုရလားဆိုပြီးတော့ဝေဖန်ပြောဆိုခံနေရတာပါ။ဖြူဖြူထွေးရတီးတီးချင်းမှာပဲတခြင်းရဲ့မိုဘိုင်းတရေးစီယာစီကိုခွင့်တောင်းပြီးတော့တခြင်းဝယ်ဖို့လုပ်ခဲ့ပါတယ်။တကယ်လို့သာတရေးစီယာဘက်ကမကြေနပ်ရင်ပြဿနာတက်မှာပါ။ ဒါပေမဲ့တရီးစီယာကိုကိုအောင်ကခွဲလွန်သွားခဲ့တာကြပါပြီ။ဒါကြောင့်မို့မိသားစုဝင်နေစီကနေတချင်းတောင်းဝယ်တဲ့အချိန်မှလည်းဝယ်ခွင့်မပေးပါဘူး။တရီးစီယာမိသားစုကသူတို့တံပိုးထားရတဲ့တချင်းတွေကိုလုံးဝမယောင်တော့ဘူးလို့ဆုံးဖြတ်ထားတာပါ။ဒါကြောင့်မို့ဖြူဖြူထွေးရဟသူယူဆိုမိတဲ့အပေါ်မှာတောင်းပန်လိုက်ရပါတယ်။မိသားစုဘက်ကလည်းသဘောထားကြီးစွာနဲ့ခွင့်လွန်လိုက်ကြပါတယ်။ ဖြူဖြူထွေးဆိုတဲ့အပေါ်မှာပတ်စံလည်းမတောင်းပါဘူးဖြူဖြူထွေးကတော့သူ့အမားကိုသူတိပြီးတော့တောင်းပန်ခဲ့တာဖြစ်ပါတယ်ဒါအပြင်ဖြူဖြူထွေးကတကယ်ကိုတောင်းပန်ပြီးနောက်တစ်ခေါက်ဆင်ကျင်မယ်လို့လည်းပြောလာခဲ့ပါတယ်ပရိသတ်တချို့ကတော့ဖြူဖြူထွေးရဲ့အတန်နဲ့တခြင်းကတော်တော်လေးကိုလိုက်ဖက်နေတယ်ဆိုပြီးတော့ပြောဆိုနေကြတာလည်းရှိပါတယ် မေဆွေးနဲ့မတူပဲ version တစ်မျိုးဖြစ်အောင်တည်ဆောက်နိုင်ခဲ့တာဆိုပြီးတော့ဖြူဖြူထွေးကိုချီကျူးထားကြတာပါမေဆွေးရဲ့နာမည်ကြီးတစ်ချင်းတစ်ပုဒ်ကိုခွင့်မတောင်းမဲဆိုပြီးတာကြောင့်တောင်းမှန်လိုက်ရတဲ့ဖြူဖြူထွေးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်း comment လေးထဲမှာရေးခဲ့ပေးပါအောင်အခုလက်တလုံးမှာဆိုရင်လည်းဖြူဖြူထွေးကို attention ရှာပြီးတော့ဒါရေးသားနေတဲ့ page တွေဒါရှိပါတယ်ဒါတွေကိုလည်းဖြူဖြူထွေးကသူ့ရဲ့ကိုယ်ပိုင် account မှာတုံ့ပြန်ထားတာတွေလည်းရှိပါတယ်ဒီတော့ဖြူဖြူထွေးရဲ့ အနုပညာတင်ဆက်မှုတွေအပေါ်ပရိသတ်ကြီးအားပေးရလားဆိုတာကောမန့်လေးထဲမှာရေးသားပေးပါအောင်။စုံလိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။